တင်ဆက်ပေးမယ့်တဲ့ရင်ကတော့စားသောက်ကုန်စည်များကြဆင်းမှုအတွက်လက်ကားပြည့်ရှိတဲ့သူတွေကိုဖိအားပေးမယ့်တဲ့ရင်ပဲဖြစ်ပါတယ်။စားသောက်ကုန်စည်နှုန်းတွေကျဆင်းမှုအတွက်လက်ကားတင်တင်ဖြည့်ရှိသူတွေကိုတက်မတ်ချက်တွေကိုလိုင်းလာဆောင်ရဖို့အတွက်ပြည်အပြည်အရဟန်ဂေရီနိုင်ငံအတွင်းမှာလှုပ်ဆောင်လာမယ်လို့သိရပါဗျ။ဟန်ဂေရီနိုင်ငံဟာဒီနှစ်အတွင်းမှာငွေကြေးဖောက်မှောက်မှုနှုန်း9.1%ခန့်ကျင်တော့ပြောင်းရှိလာပြီးရောဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေထဲမှာစားသောက်ကုန်စည်နှုန်းတွေအမြင့်ဆုံးနိုင်ငံအဖြစ်ကိုရောက်ရှိနေတာကြောင့်အခုလိုဆောင်ရဖို့အတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ ဆသကုံစီနှုံနေကြစင်မှုကြွယ်ဟန်ဂေရီနိုင်ငံတွေကိုတင်သွင်းနေဆသကုံတွေကိုအခုနေလျှော်ပြီးတော့ကောက်ခံသားမှဖြစ်ပြီးပြည်ဝင်ထုတ်တဲ့သူတွေကိုလည်းအလားတူဆောင်ပြီးသားမှဖြစ်ပါတယ်။ဒါပေမဲ့ဆသကုံစီနှုံတွေအမှန်တကယ်ကြစင်မှုကြွယ်လက်ကားတင်ရောက်ချသူတွေဘက်ကပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့နေဥပဒေတွေတိုင်းလုံးဆောင်မှုလိုအပ်တာကြောင့်လက်ကားတင်ရောက်ချသူတွေကိုစောင့်ကြည့်ဖိအားပေးဖို့အတွက်စစ်ဆေးနေရပဲဖြစ်ပါတယ်။ တမတ်ချက်တွေတိုင်းမနိုင်တာဘူးဆိုရင်လက်ကားတင်တယ်ရောင်းချရတဲ့သူတွေကိုပြပြထထရေးယူသွားမယ်လို့လည်းသိရပါဗျ။ဒီတဲ့င်းတော်ငင်းကြမှာပြပေါ်လာပါဗျ။